ရုရှားဒရုန်းတိုက်ခိုက်မှုကြောင့်ခါကီမြို့ခင်များဒေဆုံးသင်ရရန်ယူကရိန်းနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့အရှေ့မြောက်ပိုင်းမှာခါကီမြို့မှာ AP 3ရက်ကရုရှားကမောင်းသူမဲ့လေယာဉ်တွေညတွင်ချင်းတိုက်ခိုက်မှုကြောင့်အနည်းဆုံးလူ၄ယောက်ဒေဆုံးပြီး35ယောက်ဒဏ်ရာရခဲ့တယ်လို့ဒေသဆိုင်ရာတာဝန်ရှိသူတွေကပြောပါတယ် အခုသတင်းပတ်ထဲမှာမြို့တော်ကိုစတုထအကျဉ်တိုက်ခိုက်မှုအတွင်းရုရှားဒရုန်းတွေကလူနေရပ်ကွက်တွေကို ထိမှန်ခဲ့ပြီးအထက်မြေတိုက်ခန်းတွေပျက်စီးကမိလောင်မှုများစွာဖြစ်ပေါ်ခဲ့ပါတယ်။ခါကီဒေတာရှင်ယူကရိန်းနိုင်ငံတော်အရေးပေါ်ဝန်ဆောင်မှုဌာနက AP လေးရမှာထုတ်ပြန်ခဲ့တဲ့ဗီဒီယိုထဲမှာလူနေအဆောက်အုံတွေမှာပြင်းပေါက်တွေလွှင့်ထွက်သွားပြီးမော်တော်ယာဉ်တွေနဲ့တခြားအဆောက်အုံတွေမိလောင်နေတာကိုပြသခဲ့ပါတယ်။ မိသားသမားတွေနဲ့အရေးပေါ်ဝန်ဆောင်မှုဝန်ထမ်းတွေဟာမိငိမ့်တက်ပြီးတော့နေထိုင်သူတွေကို အကူအညီပေးနေကြပါလိမ့်။ကယ်ဆယ်ရေးသမားတွေဟာသရုံးတိုက်ခိုက်ခံရတဲ့နေရာမှာကလင်းငယ်တယောက်ရဲ့ရုပ်အလောင်းကို AB လေးရမှာပြန်လဲရရှိခဲ့ပြီးမိသားစုဝင်တွေရဲ့ပြောကြားချက်အရတည်ဆုံးသူမှာကာထရီနာအမည်ရှိအသက်၁၇နှစ်အရွယ်မိန်းကလေးဖြစ်ပါတယ်။ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်းရှိခါကိမျိုးဟာ ဗုဒ္ဓဟူးနေ့ညနေခင်းကတနာရီကြတိုက်ခိုက်ခံရမှုအပါအဝင်လွန်ခဲ့တဲ့ရက်သက်တစ်ပတ်ကညတိုင်းနေပါရုရှားဒရုန်းတွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရတာဖြစ်ပါတယ်။ဒါပြင်ခါကိတ်ဒေသရှင်ဘရုပါရီမြို့လည်းဒရုန်းတွေနဲ့တိုက်ခိုက်ခံရပြီးနောက်ပျက်စီးမှုတွေကြုံခဲ့ရကြောင်းယူကရိန်းစစ်တပ်နဲ့ဒေသဆိုင်ရာတာဝန်ရှိသူတွေက AP လေးမှပြောကြားခဲ့ပါတယ်။ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ရွေလျံဒရုန်းရှာဖွေရေးအဖွဲ့တွေဟာယူကရိန်းနိုင်ငံသဘောညလုံးပေါင်းတိုက်ခိုက်ခဲ့ကြတဲ့ရုရှားဒရုန်း88စင်းအနေ52လုံးကိုပြစ်ချခဲ့ကြောင်းလေတက်ကပြောကြားခဲ့ပါတယ်စစ်တပ်ဟာတခြားဒရုန်းရေ22စင်းကိုလမ်းကြောင်းပြောင်းသွားဖို့ဒါမှမဟုတ်အယောင်ပြအလှည့်ဖျားဖို့အီလက်ထရောနစ်စစ်ပွဲကိုလည်းအသုံးပြုခဲ့တယ်လို့ဆိုပါတယ်ဒါပြင် ကရင်ဒေသရှိဘရူပါရီမြို့ကိုလည်းဒရုန်းတွေနဲ့တိုက်ခိုက်ခံရပြီးနောက်ပြစ်စင်းမှုတွေကြုံခဲ့ရကြောင်းယူကရိန်းစစ်တပ်နဲ့ဒေသဆိုင်ရာတာဝန်ရှိသူတွေက AP လေးရမှာပြောကြားခဲ့ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။